အားလုံးပဲမင်္ဂလာပါစစောင်းစုံးမှာကြိုဆိုလိုက်ပါတယ်ချင်းဒီဗီဒီယိုလေးကတော့အရေးသေးပြောရတဲ့ထိုင်းပြည်ဆောင်အကနေ့အနောက်ရောင်လေးကိုဝယ်သုံးရမလို့ပဲအိမ်မှာလောက်တောင်းလို့ရတယ်လို့တစ်ဖက်တစ်လမ်းမှာအပုံငွေချလို့သူမိတ်ဆွေများတွေထိုင်းပြည်ဆောင်နောက်ရောင်ချက်နည်းနဲ့ပါဝင်ပစ္စည်းများကိုပါရဝပေးမှဖြစ်ပါတယ်ချင်းဒီထိုင်းပြည်ဆောင်လေးတွေကို ဖန်ပေါင်းတွေပေါင်းတို့နဲ့ပဲဆက်လို့ရတာမဟုတ်ပါဘူးရှင်အပေါင်းပေါင်းလို့ရတဲ့စတီးအိုများကိုသုံးပြီးတော့မီးသွေးမီးဖို့ကက်မီးဖို့ကက်စစ်မီးဖို့များနဲ့လည်းဆက်လို့ရပါတယ်ရှင်ဒီရိုးရိုးမီးဖို့များနဲ့ချက်တဲ့အခါမှာကျမတို့ကအောက်ကန်အိုကြီးတစ်လုံးထဲမှာရည်နွေးချက်တည်ထားပြီးတော့ဆူလာတဲ့ရည်နွေးပေါ်မှာဘေးဆက်ချက်မဲ့စတီးအိုကိုတက်တင်ပြီး ပေါင်းခံချက်နည်းဖြင့်မိဝနေတော်လေးထားပြီးဆက်လို့ရပါတယ်ရှင်။အပူချိန်ကိုတော့အထူးသတိထားပြရမှာဖြစ်ပါတယ်ရှင်။ဒီမှာဖန်ပေါင်းဝင်ချက်ပြတာကအိုးထဲကချက်နေတဲ့ဘေးဆော့လေးတွေကိုမြင်ရအောင်လို့ဖန်ပေါင်းဝင်ချက်ပြတာဖြစ်ပါတယ်ရှင်။ဝိဇာချက်မဲ့ပါဝင်ပစ္စည်းများကတော့အပိုင်း၄ပိုင်းရှိပါတယ်ရှင်။ အပိုင်းတစ်ကစီနဲ့ဖက်တီအက်ဆစ်များဖြစ်ကြတယ်စတဲရီအက်ဆစ်လောရီအက်ဆစ်မိုင်နက်တီအက်ဆစ်တို့ဖြစ်ပါတယ်အပိုင်းတစ်ကဆက်ပြာသားဖြစ်စေတယ်ပေါင်းကန်ရည်နဲ့ဆိုဒီယမ်ဟိုက်ဒရိုဆိုင်သို့မဟုတ်ကော့စစ်ဆိုတာဖြစ်ပါတယ်ရှင်အပိုင်းသုံးခဲနေတဲ့ဆက်ပြာကိုအရင်ပြအောင်ဖြုတ်ပေးရမယ်ပီတီဆော့ပရီတော90ရာခိုင်နှုန်းနဲ့ ကိုကာမီတိုတို့ဖြစ်ပါတယ်ရှင်။အပိုင်းလေးဘေးဆောင်ကိုပြိမ့်ညိပေးပြီးဘေးဆောင်ကိုခဲပြီးမာသွားစေတယ်။ခီးပဲဖြစ်ပါတယ်ရှင်။နာကတော့ဘေးဆောင်ကိုအနောက်ရောက်ဖြစ်အောင်ထည့်ပေးရမယ်။ဒိုက်တနီးကဒိုက်အော့ဆိုင်တီတီအမုံဖြစ်ပါတယ်ရှင်။ အရက်ပြန်95ရာခိုင်နှုန်းပဲဖြစ်ပါတယ်ရှင်။ရင်းဆုံးနေနဲ့ဒီမကအပိုင်း1ဖြစ်တဲ့စီနဲ့ဖက်တီအက်ဆစ်များအားလုံးကိုပေါင်းတဲ့ကိုရောထည့်လိုက်ပါမယ်။ပါဝင်ပစ္စည်းများအားလုံးကိုတော့ချိန်နာပြီးသားဖြစ်ပါတယ်ရှင်။ အားလုံးထက်ပြီးသွားပြီဆိုတော့ပေါင်းဖို့ဖုံးပိတ်လိုက်ပြီးစီများအားလုံးရေပျော်သွားအောင်မီးမြင့်ဆုံးဖွင့်ပြီးတော့အပူပေးထားရပါမယ်ဂျမားတို့စီအိုရေပျော်ဆောင်နေတဲ့အချိန်မှာ ပိုင်းနှစ်ဖြစ်တဲ့ပေါင်းခိုင်ရင်နဲ့ cosec ဆိုတာကိုဖြောထားရပါမယ် cosec ဆိုတာဖြောတဲ့အခါမှာညီမတို့ကပေါင်းခိုင်ရင်ထဲကို cosec ဆိုတာလောင်းခဲ့ပြီးတော့ဖြောရမှာဖြစ်ပါတယ်ရှင်အထူးသဖြင့်ထားရမှာက cosec ဆိုတာထဲကိုပေါင်းခိုင်ရင်လောင်းခဲ့ပြီးတော့မဖြောရပါဘူး cosec ဆိုတာဖြောတဲ့အခါမှာလည်းနှာခေါင်းပိတ် လက်အိတ်နဲ့မျက်မှောင်များကိုတတ်ထားပြီးတော့လေဝင်လေတွဲချိတဲ့နေရာနဲ့ကလေးများနဲ့ဝေးတဲ့နေရာမှာတော်ရပါမယ်။ညီမကပေါင်းခံရည်သေးကိုကော့စစ်ဆိုတာလောင်းထက်လိုက်ပြီးတော့ကော့စစ်ဆိုတာကိုအရင်ပျော်ဝီးကြည့်သွားအောင်ဝင်ပြီးထားလိုက်ပါမယ်။ စီအိုထဲကစီနဲ့ဖက်တီအက်ဆစ်များအားလုံးရေပြော့သွားပြီဆိုတော့အပူချိန်တိုင်းလိုက်ပါမယ်။စီရဲ့အပူချိန်80-85ဒီဂရီလောက်ဆိုရင်မီးကိုပိတ်လိုက်ပြီးကျမတို့ပျော်ထားတဲ့ကော့စစ်ပျော်ရည်ကိုလည်းအပူချိန်တိုင်းရပါမယ်။အပူချိန်60-65ဒီဂရီလောက်ဆိုရင်တော့ကော့စစ်ပျော်ရည်ကိုစကားနဲ့စစ်ပြီးစီအိုထဲကိုလောင်းထည့်ရပါမယ်။ စီနဲ့ကောစစ်ဖြော်ရေရောလိုက်တဲ့အခါမှာဆက်ပြာသားတက်လာပါတယ်။တက်လာတဲ့ဆက်ပြာသားကိုစီနဲ့သားရဲကြအောင်အစစ်မပြတ်ဝေပေးရပါမယ်။ဒီပိုင်းမှာကျမတို့ကစီရဲ့အပူချိန်နဲ့ကောစစ်ရဲ့အပူချိန်ကိုသတိထားရပါမယ်။ဝေတဲ့အခါမှာလည်းကောစစ်ဖြော်ရေကိုစီနဲ့သားရဲကြအောင်ဝေပေးရမှာဖြစ်ပါတယ်ချင်း။ ီနဲ့ကော့စစ်ဖြော်ရီတသားတဲ့ကြအောင်မှုပြီးသွားရင်တော့ဆက်ပြတ်ကြက်အောင်ပေါင်းကိုဖုံးပိတ်လိုက်ပြီးမီးဖွင့်ပြီးတော့မိနစ်20ချက်ထားရပါမယ်မိနစ်20ချက်ထားတဲ့အချိန်မှာကျမတို့က9မိနစ်တစ်ချိန်ဖြည့်ပေးလိုက်ပါမယ် မိနစ်20ဆိုတော့၄ချိန်မှွေပေးရမှာဖြစ်ပါတယ်ရှင်မိနစ်20ပြည့်သွားတဲ့အခါမှာဆက်ပြအသားကကျက်ပြီးတော့ဒီစရင်လို့ခေါ်တဲ့အသားလာကြီးလေးတွေထွက်လာပါတယ်ဆက်ပြကိုအနှဲငယ်မှွေပေးလိုက်ပြီးတော့မီးပိတ်လိုက်ပါမယ် ီးရင်အပိုင်း3ဖြစ်တဲ့ PG ကိုကာမီတို့နဲ့ဆော်ဗီထောတို့ကိုထည့်ပြီးခဲနေတဲ့ဆက်ပြာကိုအရေးပြောသွားအောင်ပြည်တံနဲ့ဖိပေးပြီးတော့မှွေပေးရမှာဖြစ်ပါတယ်ရှင်။ က်ပြခင်းများအရေးပြော်ပြီးတော့အနှင်းငယ်ပဲကျန်တော့တဲ့အခါမှာအိုးကိုဖုံးပိတ်လိုက်ပြီးမီးပွင့်ပြီးတော့ဒုတိယအချိန်မိနစ်20ချက်ထားလိုက်ပါမယ်။ပထမကလိုပဲ9မိနစ်တစ်ချိန်မှွေပေးပြီးတော့ကြံနေတဲ့ဆက်ပြခင်းလေးတွေကိုအားလုံးရေပြော်သွားအောင်ပြည်တိုင်းနဲ့ဖြည့်ပြီး၄ချိန်မှွေပေးရမှာဖြစ်ပါတယ်ရှင်။ ူတရအကျင်မိနစ်20ပြည့်သွားပြီဆိုတော့ဘင်းဆောင်ရဲ့အပူချိန်85ဒီဂရီလောက်ဆိုရင်အပိုင်းလေးဖြစ်တဲ့ခီးရေကိုထည့်ပြီးနှံ့အောင်ဖွင့်လိုက်ပါမယ်နောက်နိုင်ရင်တော့ မင်းကိုပိတ်လိုက်ပြီးစက်ပြာဟုတ်ကိုပေါင်းပေါ်မှာထုတ်ယူလိုက်ပြီးတော့စကာနဲ့စစ်ပြီးပေါ်ခွက်သေးကိုလောင်းထည့်လိုက်ပါမယ် တနည်းအတိုင်းအောက်ဆိုင်ဖြောထားတဲ့ရေကိုမြင့်မြင့်လိုသလောက်ထည့်ပြီးနှံ့အောင်ဖွေပေးရပါမယ်။ ငွေပြီးသွားရင်တော့ပေးစော့လောင်းထိုင်မဲ့မို့တဲ့ကိုအရက်ပြန်အနှဲငယ်ဖြန်းပေးလိုက်ပြီးမင်းစော့ကိုလောင်းထိုင်လိုက်ပါမယ် ေးစောင်းဆက်ပြပေါ်မှာတက်လာတဲ့အမြုပ်လေးတွေကိုအရက်ပြန်95ရာလုံးနဲ့ဖြန်းပေးလိုက်ပြီးတော့ဘေးစောင်းဆက်ပြခဲပြီးချက်သွားအောင်၃နိုင်လောက်ထားလိုက်ပါမယ်၃နိုင်ကန်ကြတဲ့အခါမှာခဲပြီးချက်သွားတဲ့ဘေးစောင်းနောက်ရောင်လေးပဲဖြစ်ပါလေချင်း ဒီ၆တော့တဲ့ဘေးဆော့ကိုမှုထဲမှာထုတ်ယူပြီးပလတ်စတစ်အကြည့်ဖြင့်လေလောင်ထုတ်ထားရပါမယ်။ဒါဆိုရင်တော့အရင်သိပြွားတဲ့ထိုင်းဘေးဆော့အနောက်ရောင်လေးကိုကျမတို့ရသွားပါပြီရှင်။ကျမရဲ့ဆက်ပြိုင်ချက်နည်းလေးကမိတ်ဆွေတို့တွေအကျိုးရှိမယ်ဆိုရင်လိုက်ရန်ချေဖုန်းလေးတွေလောက်ထားပြီးတော့ယူထဲမှာဆိုရင် surprise နဲ့ခေါင်းလုံးလေးကိုနှိပ်ပေးဖို့မမေ့ပါနဲ့ချင်းဆက်ပြီးတော့လဲ time piece of check ဤနဲ့မျက်နှာတိဆက်ပြလုံနည်းများကိုလည်းပညာရနာမျှဝေသွားမှာဖြစ်ပါတယ်ချင်းကြီးကျူအားပေးသူများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်ချင်း